အင်ကွင်းမှာကြောတဲ့ Brentford ကိုခက်ခက်ခဲခဲနဲ့အနိုင်ယူပြရအောင်မဲ့ Liverpool အားလုံးပဲမြင်လာပါရှင် Sport ကဘာကနေကြိုဆိုလိုက်ပါတယ်အော်တိုဘာလ26ရက်နေ့စနေနေ့ရက်ညနဲ့တနင်္ဂနွေနေ့မနက် မြန်မာစံတော်ချိန်တနအိဖွဲမှာဆိုရင်တော့လီဗာပူးအသင်းကအဝေးကွင်းပွဲစဉ်အဖြစ်ဘရန့်ဖို့အသင်းကိုရင်ဆိုင်သွားဖို့ရှိနေပါတယ်။ဘရန့်ဖို့ကအလဲအလက်အဆင့်ရှိတာမှန်ပေမဲ့လို့လည်းလီဗာပူးနဲ့တွေ့ဆုံတဲ့မှတ်တမ်းတွေမှာဆိုရင်တော့တိတ်ပြီးတော့မှအခြေအနေမကောင်းလာပါဘူး။ဒီနှစ်ကဘောလုံးရာသီမှာဆိုရင်လည်းလီဗာပူးအသင်းကဘရန့်ဖို့ကိုအိမ်ကွင်းမှာရောအဝေးကွင်းမှာရောနှစ်ကြော်စလုံးကိုနှစ်ကိုးပြက်နဲ့အနိုင်ယူထားနိုင်ပါတယ်။အတပြားနှစ်ကဆိုရင်ကတော့ Anfield မှာ 3C, Brentford ကွင်းမှာ4-1နဲ့ Liverpool ကအနိုင်ယူထားနိုင်တာပါ။ ဒါပေမဲ့လို့ဒီနှစ်မှာထူးခြားချက်ကတော့ Bradford ကအိမ်ကွင်းမှာကြောနေတာပါပဲ။အဒီယာဒီကစားထားသမျှ Premier League အိမ်ကွင်းပွဲစဉ်တွေမှာသူတို့ရဲ့စွမ်းရည်ကထူးခြားနေပါတယ်။ Villa ကိုအနိုင် Chelsea ကိုတရေ United ကိုအနိုင်ကစားပြီးတော့မှ Man City ကိုပဲ0-1နဲ့အရေးနိုင်ထားတာပါ။အဲတစ်ဖက်က Liverpool အသင်းကတော့အဝေးကွင်းဆိုလို့ရှိရင်ဒီယာဒီမှာနည်းနည်းလေးရုန်းကန်ရတဲ့ပုံစံရှိနေပြီးတော့မှ Bradford နဲ့အတွေ့အကြုံဆိုလို့ရှိရင်ကတော့စွတ်စွတ်စီစီလေးနဲ့ရင်ဆိုင်သွားဖို့လိုအပ်နေပါတယ်။ နိကဆိုလို့ရှိရင်ဘရန်ဖို့ရဲ့ဆွမ်းဆောင်ရည်ကောင်းခဲ့ပြီးတော့နီးပြတောမတ်စ်ဖရန်ကစပါအသင်းစီကိုရရှိသွားပြီးတဲ့နောက်မှာဘရန်ဖို့ကလည်းဒီနီးပြအသစ်ကိုပြောင်းပြီးတော့ခန့်အပ်လာပြီးတော့မှမာဂုံကိုဆက်ထိန်မှုအတွက်စ조사နေတာဖြစ်ပါတယ်။နီးပြအသစ်အန်ဒရူးကလည်းဘရန်ဖို့အသစ်မှာ set piece coach အဖြစ်တာဝန်ထမ်းဆောင်ပြီးသားဖြစ်တာကြောင့်မလို့ဒီအသင်းရဲ့စီယုံအားကတော့ဟန်ချက်မပြတ်သွားတာလည်းပါပါတယ်။အဒီနီးပြအသစ်နဲ့ဘရန်ဖို့အသင်းကနောက်ဆုံး၅ပွဲမှာနှစ်ပွဲနိုင်နှစ်ပွဲရှုံးတပွဲတည်းရလက်ကိုပုံဖော်ထားနိုင်ပါတယ်။ လီဗာပူးအသင်းကိုကြည့်မယ်ဆိုလို့ရှိရင်ကတော့ဥရောပပွဲတွေမှာရောပရီးမီးယားလိပွဲတွေကိုရောဖန်ကျက်ညီညီနဲ့တော့ကစားနေရပါတယ်။ပရီးမီးယားလိမှာကအဝေးကွင်းနှစ်ပွဲဆက်ပေါ့နော်။ပဲလစ်နဲ့ချယ်ဆီတို့ကိုအေးနိုင်ထားတာကြောင့်မလို့ဒီဘရန်ဖို့နဲ့အဝေးကွင်းပွဲမှာကတော့ရလက်ကောင်းတွေကိုပြန်ပြီးတော့ပုံဖော်ဖို့လိုအပ်နေပါတယ်။လီဗာပူးကအနီးကပ်ဆုံးဖရက်ဖတ်အသင်းကိုဂိုးပြတ်အနိုင်ယူပြီးတော့မှ၄ဘွဲ့ဆက်အရှုံးကနေရုံးထွဲပြထားပြီးတော့စိတ်သက်ခွန်အားတွေတက်ကြွနေတဲ့အချိန်လေးဖြစ်နေပါတယ်။ရန်ဖိုးရဲ့ကစားဟန်ကိုတုံးတက်ရမယ်ဆိုရင်ကတော့ အသင်းကြီးတွေကလွဲပြီးတော့မှကြံအသင်းတွေကို4231ဆိုတဲ့ပုံစံနဲ့သူတို့ကတူတင်ကိုတင်ရှင်ခံရဲတယ်။ဒါပေမဲ့အသင်းကြီးတွေနဲ့တွေ့တဲ့အချိန်မှာဆိုလို့ရှိရင်ကတော့ high block ဆန်ဆန်ပဲကစားပြီးတော့532ကစားဟန်နဲ့အတူ counter တွေကနေပြီးတော့မှ shot တဲ့အဲ Brentford ရင်ဆိုင်ခဲ့တဲ့ Chelsea, Man City တို့နဲ့ပွဲမှာဆိုလို့ရှိရင် Brentford က532နဲ့ပိတ်ဆို့ကစားခဲ့တာကြောင့်မလို့အခု Liverpool နဲ့ပွဲမှာဆိုရင်လည်း532နဲ့ပဲပွဲထွက်လာနိုင်ခြင်းများပါတယ်။ မန်စီးတီးကဘရန်ဖို့ရဲ့ကောင်တာကိုထိမ့်နိုင်ခဲ့တဲ့အတွက်ကြောင့်မလို့ဝမ်းစီးနဲ့အနိုင်ရခဲ့သလိုချက်စီးကတော့ကောင်တာမထိမ့်နိုင်ခဲ့တဲ့အတွက်ဒူးဒူးသေးဖြစ်ခဲ့ရတယ်။ဆိုတော့လီဗာပူးအနေနဲ့ဒါကိုသတိထားရပါလိမ့်မယ်။လီဗာပူးရဲ့ဟန်ကတော့4231ဆက်ဆံသွားနေရကနေပြီးတော့ပြီးခဲ့တဲ့ဒီ Frankfurt နဲ့ Champion League ပွဲစဉ်မှာဆိုရင်ကတော့442ဟန်ကိုယင်းခဲ့တယ်။ဒါပေမဲ့ဒီ Frankfurt နဲ့ပွဲမှာပဲပေါ့နော်အီဆက်ကထန်ရရခဲ့တာကြောင့်မလို့ဒီလာမယ့် Brandfort နဲ့ပွဲစဉ်မှာကတော့4231ကိုပဲပြန်သုံးလာဖို့ရှိပါတယ်။ အဲအီဆန်ကထိုင်ရရတယ်လို့ဖရင်ပေါင်ကလည်းထိုင်ရရနေပြီးတော့မှအဲလီဆန်ကလည်းပြန်လာဖို့တော့မရှိသေးပါဘူး။နောက်ပြီးတော့ကွင်းလန်ကစားသမားဖြစ်တဲ့ Gravity ရဲ့အခြေအနေကလည်းစောင့်ကြည့်သွားရမယ့်အခြေအနေမှာပဲရှိပါသေးတယ်။ဒီတော့ Amslot ရဲ့4231မှာဆိုလို့ရှိရင်ကိုသမားကတော့ Mama Dash Billy နောက်တန်းမှာဆိုလို့ရှိရင်ကတော့ ဗန်ဒိုက်ကိုနာတီအဲဘဲချမ်းမာရောဘတ်ဆန်နဲ့ညာချမ်းမာကတော့ဘရက်ဒလီတို့ကိုထားပြီးတော့ပွဲထွက်လာနိုင်တယ်။ကိုယ်လက်မှာဆိုရင်ကတော့ကာတစ်ဂျုံရဲ့ဆိုဘိုရဲ့ဝစ်စ်ရဲ့ကိုထားပြီးတော့မှဘဲတောင်မန်မာကပိုနဲ့ညာတောင်မန်မာကတော့မိုဆာလာကိုပြန်ပြီးတော့မှပွဲထွက်ခွင့်ပေးလာနိုင်တယ်။အထောင်မှာကတော့အီဆက်ဒန်ယာရနေတဲ့အတွက်ကြောင့်မလို့အီကီတီကီကိုတုံးပြီးတော့မှဘရန့်ဖို့အတင်းကိုရင်ဆိုင်သွားရမှာပါ။တစ်ဖက်က Brentford အသင်းအနေနဲ့ကတော့532နဲ့ပွဲထွက်လာနိုင်ခြေရှိပြီးတော့မှဂုသမနေရာမှာဆိုလို့ရှိရင်ကတော့ Liverpool ရဲ့ဂုသမ Hanley Clark ဟာ Now ခန်းစစ်မှာဆိုရင် Fendi Web now Ager Collins Pinknock နဲ့ Caldi တို့၅ဦးနဲ့ပိတ်ဆို့စားနိုင်ပါတယ်။ပွဲလမှာကတော့ Liverpool Captain Hongji Henderson ကဦးဆောင်ပြီးတော့မှ Yamolik James Carton နဲ့ပွဲထွက်လာနိုင်တယ်။အိုက်စစ်မှာဆိုရင်ကတော့သူတို့မှာကလှင်မှန်နဲ့ Diego နဲ့ Shade တို့ကနေရာရလာအောင်မှာဖြစ်ပါတယ်။ဖက်ကီတူလောက်ပဲဒံယာရနေပြီးတော့မှကြံကစားသမားတွေကဘရန်ဖို့မှာအဆင်သင့်ရှိနေတာဖြစ်ပါတယ်။ဆိုတော့ပွဲစဉ်ကိုတုံးတက်ရမယ်ဆိုလို့ရှိရင်ဘရန်ဖို့ကအိမ်ဝင်းမှာကြောသလို ီဗာပူးကလည်းအဝေးကွင်းဆိုလို့ရှိရင်ရုန်းကန်နေရတဲ့အခြေအနေရှိတာကြောင့်မလို့လီဗာပူးတက်ကတော့ဒီပွဲစဉ်ကတေချာပေါက်ခက်ခဲလာအောင်မှာပါဒါပေမဲ့ခက်ခဲတယ်ဆိုပေမဲ့လို့လည်းအနိုင်ရလက်အတွက်ကတော့စူးစမ်းပြီးတော့မှအထောက်ရအောင်မှာဖြစ်ပါတယ်အဲဘရန်ဖို့ရဲ့ဟန်ဒီကိုလည်းတွက်ဆထားဖို့လိုအပ်တယ်ဘရန်ဖို့ကမန်စီးတီးချယ်ဆီးတို့ကိုယင်ဆိုင်ခဲ့တဲ့ညီတူ လီဗာပူးကိုလည်းခန်းစစ်ပိတ်ဆို့ကစားပြီးတော့မှကောင်တာတွေပြန်ဖွင့်ဖို့အတွက်ရည်ရွယ်လာနိုင်ပါတယ်။ဒါကိုလီဗာပူးသတိထားရပါမယ်။သူတို့မှာကအမြင်ဆူးရှားတဲ့ဟန်ဒါဆန်လူမျိုးကွင်းလည်းကစားသမားရှိပြီးတော့ဂိုသမားကလည်းနီးပြကြီးရာဂန်ကလော့ပြောခဲ့တဲ့ကမ္ဘာဒုတိယအကောင်ဆုံးဂိုသမားလေးရှိနေတာပါ။လီဗာပူးဘက်မှကလည်းဂိုသမားမမဒက်ရီဒီကလက်ဆွမ်းကောင်းနေတယ်လို့မျိုး base ကလည်းခြေပြန့်မှန်းလာနေတယ်လို့ပြောလို့ရတယ်။အီကီတီကီကလည်းတပွဲကိုတကူနှုံသွင်းပေးနေသလားလို့ထင်ရတယ်။ အမိုးဆာလာရဲ့ခြေစွမ်းကိုကတော့ဒီပွဲစဉ်မှာစောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။ဆိုတော့အင်ကွေးမှာကြောတဲ့ Brandfo ကတော့ Anslow ရဲ့ညံ Liverpool ကစားသမားတွေရဲ့ man ကိုအပြည့်အဝတားဆီးသွားအောင်မှာပဲဖြစ်ပါတယ်။ဆိုတော့ Liverpool ပြိတက်တွေအနေနဲ့ကရော Brandfo နဲ့ Liverpool ပွဲစဉ်ပေါ်မှာခံမှန်းရလက်လေးတွေဘယ်လိုရမလဲဆိုတာကိုဝင်ရောက်ဆွေးနွေးကြပါအောင်ရှင့်။နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။